မြောင်မြအားထားကား6မှာဖြစ်ပွားခဲ့တဲ့ចောင်းသူရဲ့ချင်းချင်းအုပ်စုဖွဲ့အနိုင်ကျင့်အကြမ်းဖက်မှုနဲ့ပတ်သက်ပြီးမျက်နာသူမိန်းကလေးဘက်ကအမှန်တရားအတိုင်းဆောင်ရွက်ပေးဖို့ចောင်းသူចောင်းသားများနဲ့မိဘများကဝိုင်းဝန်းတောင်းဆိုကြ။မင်္ဂလာပါပရိသတ်ကြီးရှင်ပြီးခဲ့တဲ့ပညာသင်နှစ်ပြီးခဲ့သည့်အချိန်ကမြောင်မြမြို့အာထကား6မှာပညာသင်ကြားနေတဲ့အပေါင်းသူတွေအချင်းချင်းခိုင်ရန်ဖြစ်ပွားမှုဖြစ်ပွားခဲ့ပါတယ် အဆိုပါဖြစ်စဉ်မှာတော့တယောက်တည်းဖြစ်နေခဲ့တဲ့အကြောင်းသူမိန်းကလေးကိုတခြားသောအကြောင်းသူ၄၅ယောက်ကအုပ်စုဖွဲ့အနိုင်ကျင့်တာဖြစ်ပြီးပားရိုက်သူကရိုက်၊သပင်ဆွဲသူကဆွဲပြုတ်လုခဲ့ပြီးတော့ဘေးကနေမှတ်တမ်းတင်ပေးတဲ့သူကလည်းအဆင်သင့်ရှိနေခဲ့တာဖြစ်ပါတယ်။အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီးတရားမျှတမှုရရှိစေဖို့အတွက်ចောင်းသားမိဘတွေနဲ့ចောင်းသူចောင်းသားတချို့ကတောင်းဆိုထားကြတာလည်းဖြစ်ပါတယ်။ပညာရေးဝန်ကြီးဌာနအနေနဲ့တာဝန်ရှိပါသလားစီစစ်ပေးပါဖော်ထုတ်ပေးပါ အရေးယူပေးပါပြည်သူတွေကိုအသိပေးပါ ကြည့်ပြီးတော့တကယ်ကိုအံ့ဩတုန်လုံးမိပါတယ်။အခုလိုအုပ်စုဖွဲ့အနိုင်ကျင့်ရုံမကပားရိုက်တာကိုတော့လုံးဝလက်မခံနိုင်ပါဘူး။မြောင်းမြမှာဒီလိုမျိုးဖြစ်နေတဲ့ဆိုတော့အံ့ဩလွန်းလို့တကယ်ကိုတုန်လုံးမိတာပါ။ကျူးလွန်သူကြောင့်သူများအားထိရောက်စွာအေးအေးယူပေးပါ။အဆိုပါဖြစ်စဉ်ဟာမြောင်းမြမြို့အထက်ကောင်မှာအမှန်တကယ်ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်ဖြစ်ပြီးပြီးခဲ့တဲ့ကျောင်းတက်နှစ်ကဖြစ်ခဲ့တာဖြစ်ကြောင်းလည်းသိရကကျူးလွန်ခံရသူတမိငယ်လေးကကျောင်းဆက်မတက်ရတော့ဘဲစိတ်ဒဏ်ရာရသွားတယ်လို့လည်းသိရပါဗျ။ ကျူးလွန်တဲ့သူတွေကတော့ကြောင်ဆက်တက်နေရပြီးကျူးလွန်ခံရတဲ့သူကကြောင်ဆက်မတက်နိုင်ပဲကြောင်နာနေရတယ်ဆိုတာဘလို့မှလက်ခံနိုင်စရာအကြောင်းမရှိပါလရဲဆက်ရဲနဲ့ကျူးလွန်သူအကြောင်းသူများအားအထက်က6အကြောင်းဆရာမကြီးနဲ့သက်ဆိုင်ရာပညာရေးမှုများကမိကဲတို့အရေးယူထားပါတယ်။ကျူးလွန်သူအကြောင်းသူများအားခံဝန်သာထုတ်ခိုင်းပြီးအရေးယူခဲ့တာလား။ ခံဝန်ထိုးခိုင်းနေဆိုပြီးပြီးရမဲ့ဖြစ်စဉ်မျိုးမဟုတ်တာကြောင့်ထိထိရောက်ရောက်အရေးမယူခဲ့ဘူးဆိုရင်ကျောင်းအုပ်ဆရာမကြီးသက်ဆိုင်ရာမျိုးနဲ့ပညာရေးမှုနဲ့ခရိုင်ပညာရေးမှုများနှုတ်ထွက်စာတင်ပြီးအနားယူသင်ပါတယ်ပြဟုဆိုကကျောင်းသားမိဘတအူကပြောထားတာလည်းဖြစ်ပါတယ်။အခုလက်ရှိမှာလည်းအဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီးကျောင်းသားမိဘတွေနဲ့ကျောင်းသူကျောင်းသားတွေကဒီကိစ္စကိုအမှန်တမ်းဖြစ်အောင်ဆောင်ရွက်ပေးဖို့အတွက်လည်းတောင်းဆိုနေကြတာပဲဖြစ်ပါတယ်။